ေဝရုံရဲ့ YouTube channel ဒီမှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ဆရာမြတ်တန်းတင်ရဲ့ဒါရောင်ကိုကြော်ရီမိပင်လေးကိုဖြတ်မြင်ဝိထုစာကိုဖတ်ရှုခြင်းအပိုင်း14ဒီနေ့ဆက်လက်ဖတ်ရှုပြမှာဖြစ်ပါတယ်။နားဆင်ကြပါဦးခင်ဗျာ။အခန်း18ပထမတော့ပွားရရသေးပြီ။ရနိုင်တဲ့လောက်ထီတော့တူးရကြည့်ပြီ။ ကုန်းသွားရသည်ခါသွားရသည် လေးဘက် တွား၍သွားရသည်ခါလည်းရှိသည်တို့ရတွင်ဒီနေရာရောက်တော့ရှေ့ကိုဆက်တိုးရင်မရတော့တောကတဖြည်းဖြည်းအောက်ခြေရှုပ်လာသည်ကျိန်စူးပင်တွေအလိုလေးစူးပင်တွေကိုတူးရင်မပေါ့ကျိန်စူးများအလိုလေးစူးများအလိုလေးစူးဆိုဒီမှာစူးကြီးတွေကစူးလိုက်လျင်အလိုလေးတရာသဖြင့်တန်ချောင်းက အလိုလေးစူးဟုအမည်ပေးထားခြင်းဖြစ်သည် အလေးအလိုလေးစုများကသူတို့ဤဘလာကြောပြင်ကို လာချစ်ကြသည်ကြောမှာစုချစ်ရာတွေအပြည့်သွေးတွေအလိမ့်လိမ့်ဖြစ်နေသည်ဒီတော်မျိုးကိုတူးလျင်ဓာကောင်းကောင်းပါမရမည်ပါလာရီတို့ဖြင့်တူး၍မရနိုင် တရှိကောင်းကောင်းနှင့်တူးမှ တူး၍ပေါမည်တော်ဖြစ်သည်ဓာကောင်းကောင်းတလက်ပိုင် စိန်မဲအကိုရာတန်ကြောင်းကရှိကတော်တူးရင် တက်တချက်ခောက်၍ညီးပြီ။တန်ကြောင်ဒီဓာတ်ကိုအလွန်တောင့်တောင့်တာတာရှိတတ်သည်။ဒီကျိုးမော်တွင်ဓာတ်တည်းရှိုံများဖြင့်ပါလုပ်၍ရမည်နီ။အလွန်ဆုံးအုံသည်ခွဲဖို့ထက်ပါများအတုံးကြမည်မဟုတ်။တို့တိုင်အောင်တန်ကြောင်ကမူဓာတ်တည်းရလျင်စိတ်ရှိသလောက်ခီးရောက်သည်တိတ်တီမြောက်လက်နက်တပါးတစ်ဖွဲ့ဓာတ်ကိုတောင့်တာတတ်သည်။ဓာတ်တည်းလူကျင်လာသည်ဟု ညီတတ်သည်ယခုလည်းတန်ကြောင်ညီပြန်ပြီဒီတချီတော့ဓာတလေတမိုးကိုလည်းကုဏနာသဘောပေါက်တယ်လို့လို့ရှိသည်ရှေ့တွင်ကျိန်စူးတွေအလိုလေးစူးတွေပိတ်နေသည်သူတို့ကြောပြင်မှာစူးချစ်ရာတွေပြည့်နေသည်ကဲဒီကဒီစူးပင်တွေကိုတုတ်ဖြင့်ရဲတုတ်ဖြင့်လည်းရမ်းမိမရလက်ဖြင့်ကံမှုဆိုသည်မှာစိတ်ကူးပင်ထိပ်ပြီးမရ ဒီတော့စူပင်တွေကိုကွင်းရသည်ခီးဖြစ်သည်ကွင်းသည်ဆိုဒီမှာလဲဒီနေရာအတွက်တာဖြစ်နိုင်ပြီးကိစ္စဖြစ်သည်ရှေ့တနေရာကျတော့ဒီလိုစူပင်တွေပိတ်နေပြန်သည်ထို့ကြောင့်နောက်ပြန်ဆုပ်ရပြန်သည်သူတို့နှစ်ဦးတွင်တန်ချောင်းကအထီးရှာပုံများသည်မများပဲရှိနိုင်မည်နော်သူတို့နှစ်ယောက်တွင်အကြံခံနိုင်သူကျွမ်းကျင်သူလင်းမြန်ဖြတ်လတ်သူကတန်ချောင်းလာဖြစ်သည်ဒီတော့ ဒါကြောင့်မရှိကတက်ရသည်ထို့ကြောင့်သူမှာအရှအနာများရသည်တမနှလုံးတော်တူးတော်လဲခီးမပေါက်သည်တောင်ဆက်ကရသည်ပလင်းနှလုံးတွင်ရည်ထဲကတယောက်တစ်လုံးလွယ်ခဲ့ကြသည် ယခုပါသည်ရင်နှပလင်းလဲကုန်ပြီမြင်းဆိုင်ကနားဆယ်ကောင်စီလဲကုန်ပြီလက်ဥအလုံး20စီထည့်လာပြီလဲကုန်ပြီထို့ကြောင့်စမ်းပေါက်ကိုရှာရသည်စမ်းပေါက်ရောက်လျင်ရည်တွေ့မည် စံပေါအတိုင်းတက်သွားလျင်သူတို့လူရခီးတို့ရောက်မည်မနေ့ညနေကတောင်ဆက်တွင်ညင်းဆိုင်ကနဖန်ရင်ရေခီးကောက်ရင်တောင်ထိပ်တစ်ခုကိုမြင်ရသည်စင်စစ်တီတောင်ထိပ်သည်အစမ်းမဟုတ်သူတို့မြို့မြင်နေကြဆန့်ဖြစ်သည်တို့ရတွင်တောင်ထိပ်ကိုတက်ရန်တခါမျှစိတ်ကူးမရခဲ့ကြမနေ့ညနေကတော့တီတောင်ထိပ်ကိုတက်ရန်စိတ်ကူးရကြသည် စိတ်ကူးစိတ်တမ်းရသူကတန်ချောင်းဖြစ်သည်သူတို့ဒီကျုံမော်ရောက်ဒီမှာရက်ပေါင်း150ခန်းရှိပြီနောင်တွင်ဒီကျုံတွင်မြည်မြကြာကြာနေရအောင်မြည်မသိသူတို့ဒီကျုံကလွတ်မြောက်ရည်လမ်းမှာနှစ်လမ်းသာရှိသည်တလမ်းကလင်းငယ်ဖောင်ငယ်ဖွဲ့ကပင်လယ်ကိုဖြတ်ကူးသည့်နီလမ်းဖြစ်သည် ယခုအချိန်ထိမူဒီလမ်းကဖြစ်နိုင်ပွဲမရှိကျုံမော်တွင်တင့်ဝါမရှိမဟုတ် အထိုက်လျောက်ရှိသည်လေထွင်း၍ကောင်းသောတက်ကြီးပင်အူကြီးများစွာရှိသည် ဖောင်ဖွဲ၍ကောင်းယုံ လုံးပတ်အနီတော်ရှိသည့်အပင်ပြူများလည်းရှိသည်ဝါတော်များလည်းရှိသည်တို့ရတွင်တပင်ကိုလဲဖို့ခုတ်ဖြတ်ဖို့ထွင်းဖို့နီးသည့်လက်နက်ကြိယာများသူတို့တွင်မရှိ ထို့ကြောင့်ပရမနီလန်းသည် လက်တွေ့မဖြစ်နိုင် နောက်နီလန်းတစ်ခုမှာကဲဆယ်ရည်တင်ပေါ်တစည်းသို့မဟုတ်ခရီးကြုံဆက်လီတစည်း စိုက်လာမှဖြစ်မည်။တူရတွင်ကဲစည်ဤတင်မောကိုမျောနေမပြီးသူတို့သည်ဒီကျုံးမှရောက်နေသည်ကိုညီသူကသိနိုင်မည်နီ။တင်မောကျုံးဆိုသည်ကလည်းလူသူမရှိသည့်ကြုံရင်ပေါ်သို့ကြုံနိုင်ပွေရာအကြောင်းမရှိ။တူရတွင် ဖြစ်နိုင်စရာအကြောင်းတစ်ချက်ရှိပြီးကျုံးမှမနေ၍မိဖို့ပြကအချက်ပေးနိုင်လျင်ပင်လေပြင်းကဖြတ်သွားတော့တင်ဘောတို့လမ်းမြင်က ကံကလာနိုင်သည်တို့တိုင်အောင်သူတို့မှာမိမရှိဒီတွင်အခက်ကြုံရပြန်ပြီနောက်ဆုံးတန်ချောင်းကစိတ်ကူးတစ်ခုရသည်ကုဏ္ဏတာဤရှိုင်းကြီးရှိပြီရှိုင်းကြီးကအနီအောင် စုပ်ပြဲနေပြီဒီအင်ကြီးကို ဝလုံးတွင် ခြီး၍လွှင့်ထားရလျင်အဝေးကမြင်နိုင်သည်ကျွန်းတွင်ရှိသည့်အမြင့်ဆုံးတောင်ထိပ်မှအမြင့်ဆုံးတပင်တွင်လွှင့်ကြည့်မည်ကံကောင်းလျင်လည်းသူတို့ကိုကယ်မိသူပေါ်နိုင်သည် ကံမကောင်းရင်လည်းအလွန်ဆုံးမိုးတံလေတံနေတံကြောင့်ရှမ်းအင်းကြီးတစ်ထည်ဆုံးရှုံးရုံများတာဖြစ်မိစမ်းတော့စမ်းကြည့်ခြင်းသည်တန်ကြောင့်ဒီဒီစိတ်ကူးကိုကုဏ္ဏတာအားပြောပြသည်ကုဏ္ဏတာကလည်းသဘောတူသည်ထို့ကြောင့်သူတို့နှစ်ယောက်ဒီတောင်ထိတ်ကိုတက်ကြခြင်းဖြစ်သည်ကျိန်စုအလိုလေးစုများဖြင့်အောက်ချွေရှုထွေးလွန်းသည့်အတွက်စမ်းပါကိုရှာရသည်စမ်းပါကိုကြာကြာမရှာရ ဒီကျိုးမော်တွင်စံပေါက်တွေအများကြီးရှိသည်စံပေါက်များသည် အတွင်းပိုင်းကုန်းမြင့်ပိုင်းတွင်အဖျားခံ၍ပင်လယ်ထဲသို့စီးဝင်သည်တချို့စံပေါက်ကအရှိဘက်ပင်လယ်သို့စီးဝင်၍တချို့စံပေါက်ကအနောက်ပင်လယ်သို့စီးဝင်သည်စံပေါက်အတိုင်းအတွင်းပိုင်းသို့လိုက်သွားလျင် အတွင်းပိုင်းအမြင့်ဆုံးတနေရာကိုတော့ရောက်ရမည်ဒီတွက်ကိန်းဖြင့်သူတို့နှစ်ယောက်တောင်ထိပ်နှင့်အနီးဆုံးစံပေါက်အတိုင်း အတွင်သို့ဝင်လိုက်လာခဲ့ကြပြီ။သံမောတစ်ချက်တွင်စံရီကကြီးလင်းသည်သူတို့ထင်သည့်အတိုင်းကျိန်စူးပင်တွေ အလိုလေးစူးပင်တွေကိုမတွေ့ရ။စံချောင်းတိုင်းလိုက်သွားရုံသာရှိသည်။ဘေးတွင်စူးပင်တွေရှိသည့်အတိုင်းလမ်းသွား၍ရသည်။စူးပင်တွေအုပ်နေသည့်အခါမျိုးနဲ့စံချောင်းတစ်လျှောက်တွင်လေးရက်ထောက်ငုံ၍သွားနိုင်သည်။ကြောက်တုံးများပေါ်တွင်ကြော်သွားရသည့်အခါလည်းရှိသည် တခါတရံကနန်းတွင်ကြီးများတဲ့သူချီချော်ကြတသည် တခါတရံတွင်စမ်းချောင်းကိုကန့်လန့်ပိတ်၍တေပင်ကြီးများဖြတ်လဲကြလျက်ရှိသည်ဖြင့်ကြော်၍သွားရသည်တွေ့ရတွင်ဒီအခက်အခဲလောက်ကိုသူတို့မမှုရေလုံးလုံးလောက်လောက်ရ၍အောက်ခြေရှင်းနေသည်ဆိုလျင်ပင်ခီးတော်တွင်သွားသည်အတွင်မှရောက်တော့ပင်လယ်လိုင်းတံများကိုမကြားရတော့ပင်လယ်လိုင်းတံများသည်တပြေးပြေးဝေး၍ကြံရင့်ခဲ့သည် တပင်ကြီးတွေထူထပ်သဖြင့်တောကမှောင်၍လာသည်ပင်လေကန်းဆက်တွင် လေတိုက်သလောက်အတွင်းပိုင်း၌လေငြိမ်သည်လာရှာမသည်နှင့်၎င်းလေငြိမ်သည့်တွေ့၎င်းအိုက်ဆက်လျက်ရှိတော်လဲခိတနား၍ချွေးတိတ်သွားလျင်ဤလာသည်အောက်ကစိတ်ငြိမ်ကြောင်းဖြစ်မိခြင်းသည်တောင်ထိပ်ကိုအနီးလေးထင်ရတော်လဲကိုေကောက်တီဆန်းယူတိုင်လိုက်ရသဖြင့်တော်တော်နှင့်မရအထဲရောက်တော့တောင်ထိပ်ကလည်းပျောက်သွားသည် ောင်ထိပ်ကိုတက်နေရပြီဟုသူတို့ပြလိုက်ကြတယ်။တောင်ခုလောက်လောက်တွင်ရောက်သည့်အခါတွင်စမ်းပေါက်ဆုံးသွားသည်။ဒီစမ်းပေါက်မှာကြောက်ကဘာကြီးတစ်ခုကစိမ့်ထွက်နေခြင်းဖြစ်သည်။ကြောက်ကဘာအလဲတွင်အိုင်ကြီးထွန်းနေသည်။ရေတောက်နေသောဖွကြီးတစ်ကောင်လှန်၍ခြုံတဲသို့တိုးဝင်ပျောက်သွားသည်။ကြောက်ကဘာကိုကြွိပတ်၍တက်ခဲကြသည်။ကဘာထိပ်ရောက်တော့အရှိဘက်ပင်လေကိုမြင်ရပြီ။ အနောက်ဖက်ပင်လယ်ကိုမမြင်ရသည်ရှိဘက်ပင်လယ်ရောအနောက်ဖက်ပင်လယ်ပါနှစ်ဖက်စလုံးမြင်ရသည့်နေရာသို့တက်ရမည်တို့မှာဒါတို့လွင့်ထားသောအလံကိုနှစ်ဖက်လုံးမှမြင်ရမည်တနအီလောက်တက်တော့တောင်ထိပ်ကိုရောက်ကြသည်တောင်ထိပ်မှာလမ်းကြည့်ရင်းဘေးပတ်ဝန်းကျင်ကိုမြင်ရသည်အရှိဘက်ပင်လယ်အနောက်ဖက်ပင်လယ်နှင့်တကွပင်လယ်ကိုပင်လယ်ကြီးကိုစီး၍မြင်ရသည်တို့နှစ်ယောက်သည်ရေတောက်၍ ခိတာပန်းဖြေကြသည်နောက်အမြင့်ဆုံးတစ်ပင်ကြီးတစ်ပင်ကိုရွေးကြသည်အိုလာပြီဖြစ်သောတစ်နီပင်ကြီးတစ်ပင်သည်တိုးထွက်နေသည်တန်ချောင်းကပါလာသည့်ဝလုံးတွင်ကုနန္ဒာ၏အင်ဂျင်နီကို ကျူးအုံးစံကျူးဖြင့်တုတ်ကာပင်တစ်ပင်ထက်တို့တက်သွားသည်ဝလုံးကိုထောင်ထားပြီးအပေါ်မှဆွဲယူသည်တန်ချောင်းကမြောက်ကလေးတစ်ခါလို့ပော့ပါစွာတက်သွားသည်။ဟေးတန်ချောင်းတတိထားတော့ခိုင်းကျူးကြမယ်။ ဂိုင်းဖြားတို့ရောက်အောင်တက်နေတော့တန်ချောင်းကို အောက်ကကိုနန္ဒာကလမ်းတရီပေးသည်တန်ချောင်းသည်တစ်ပင်ပေါ်တွင်နိုင်ဝက်ခန့်ကိစ္စပြီးအောင်လှုပ်ပြီးမှ အောက်သို့ဆင်းလာသည်သူတို့၏အလံကို အောင်မြင်စွာလွင့်ထူခဲ့ကြပြီထိုလံကိုသင်္ဘောများက မြင်မမြင်ဆိုသည့်ကိစ္စကိုမူကံတရားလက်ဝါကွယ်အာရနာရှိသည် တောင်ထိပ်တွင်ခိတနာပြီးကန်းဆက်သို့ပြန်ဆင်းခဲ့ကြသည်။လာလန်တိုင်းမဟုတ်အနောက်ဘက်ပင်လေလိပ်တောင်ဘက်သို့ဆင်းပြီးလိပ်တောင်တွင် လိပ်ဥတူပြီးမှသူတို့ရိပ်မြုံလို့ပြန်ဖြစ်သည်။ရေတောက်လိုက်နားလိုက်ဖြင့်ကဘာပြင်ကိုကွေ့၍ဆင်းလာခဲ့ကြသည်။ကွေ့တစ်ခုရောက်တွင် ရှေ့ကသွားနေတော့တာချောင်းကရက်၍လက်ကပြလိုက်သည်။ပဇာကလည်းတိတ်တိတ်နေရန်ချက်ပြီးသည် ကိုနန္ဒာထိတ်ခင်းနေဖြစ်သွားသည်။တန်ချောင်းဤတို့မရဲတရဲကတ်လာသည်။တန်ချောင်းဤကဘာပင်တွင်ကပ်ပေါက်နေသောတစ်နီပင်ကြီးတပင်ကိုလှမ်းကြည့်သည်။ကိုနန္ဒာဘာမျှနားမလဲ။ဟိုမှာဟိုမှာမြဲလား။တန်ချောင်းကလေတံဖြစ်ပြောသည်။ကိုနန္ဒာတန်ချောင်းပြန်ရသို့လှမ်းကြည့်လိုက်သည်။ထူးထူးခြားခြားဘာကူမျှမတွေ့။တဲ့ပင်ကအခောက်ကိုဓာတ်နဲ့ချက်ထားတွေ့လာ။ဒီတော့မှ ကုဏနာကြည့်မိသည် သဖြင့်အခောက်ကိုဓာဖြင့်ချက်ရနှစ်ချက်တွေ့ရသည်တင့်ဒီကောက်သည်ကွာကြကမိရဲနေတော့ပင်စီအထင်းသားပေါ်နေသည်။ဒါကြောင့်ကတင့်ဒီပင်လေးကိုကတ်သွားပြီးအခောက်ကိုကြည့်သည်။ပင်စီကိုကင်ကြည့်သည်။အချူစည်းစည်းတွေသူ့လက်မှာကတ်ပါလာသည်။ဓာနဲ့ထစ်သွားတာလက်လက်ဆက်ဆက်ကြီးရှိသေးတယ်။အောင်နာမှာလည်းဓာဆိုင်ရာတွေတွေ့တယ်။သူတို့နှစ်ယောက်တစ်ပင်ကိုမော့ကြည့်ကြသည်။ဘာမှမတွေ့။ ဟောဟိုမှာတိကိုင်းကြီးတကိုင်းခုတ်ပြီးချထားတယ်။ရှိဝါတရိုက်မရှိတရှိတွင်တိကိုင်းတကိုင်းခုတ်ချထားသည်။ရှိနာတွင်တိကိုင်းတကိုင်းထပ်တွေ့ရပြန်သည်။တောထဲမှာလမ်းမမီအောင်ခုတ်ချပစ်ခဲ့တဲ့ထင်းနဲ့အိကနာလူရှိနေပြီ။တောင်ဆက်မှာမင်းတွေ့ခဲ့တဲ့ခြေဟာအဲ့ဒီလူခြေဟာများလားမှမသိတာ။ကုလနာပြောသည်သူတို့နှစ်ယောက်ဒီရှေ့ဦးတာလမ်းကြည့်ရင်ရောက်ခဲ့ကြပြီရှေ့တွင် တစ်ကိုင်းခုတ်ချရစ်ခဲ့တယ်လို့ဟုသိကျင်သောအာကြီးနေကြသည်မျက်စိများကလည်းဝဲရာကိုကြည်လာကြသည်ဒီတုန်းဝီးကနေမြည်ရနေတူတောက်ကနေမြည်ရတခုကိုကြားလိုက်ရသည်တန်ချောင်းကအလိုအလျောက်ကိုနန္ဒာကိုဘေးသို့တွန်းပစ်လိုက်မိပြီးအတန်လာရာသို့လမ်းကြည့်မိသည်သူတို့အနာကတစ်ပင်ပင်စီတွင်ဓာတ်ချောင်းတန်လန်းဆိုင်နေသည်ဒါကဂျပန်တရှိတန်ချောင်းက ကိုနန္ဒာကိုတွန်းပစ်လိုက်မိသဖြင့်သာဒီဓာရီကိုနန္ဒာ၏ကြောကိုမဆိုင်မိခြင်းဖြစ်သည်။သို့မဟုတ်လျင်ကိုနန္ဒာကြောတွင်ဓာတလန်ဆက်ပြီးသားဖြစ်နေလိမ့်မည်။တန်ချောင်းဤဓာကိုစက္ကနေဆွဲနှုတ်ပြီးကိုနန္ဒာကိုဆွဲခေါ်ကာတပင်နောက်သို့ဝင်ကလိုက်သည်။သူတို့နောက်ဖက်ရှိရန်သူကဓာနှင့်လမ်းပေါက်လိုက်ခြင်းဖြစ်သည်။ရန်သူသည်တပင်နောက်ကလောခြုံထဲကလောကြောက်ကဘာကြီးတစ်ခုတည်းနောက်ကလော တန်ချောင်းနှင့်ကိုနန္ဒာသည်ကြီးကန်းတောင်းပေါ်မျက်လုံးများဖြင့်ရန်သူကိုရှာသည်နောက်ထပ်လာမည့်ရန်သူ၏ယုံနှိုးထိုးနှက်ချက်ဆောင်ရန်သူကိုမမြင်ရနောက်ထပ်လည်းရန်သူထံမှထိုးနှက်ချက်မလာတို့ရရင်တို့နှစ်ဦးစလုံးတုတ်တုံများမလုပ်ရဲပဲတစ်ပင်ကိုကွဲကဘေးပတ်လေကို ရှာကြည့်ကြသည်ဘာကူမျှမမြင်ဘာသာမျှလည်းမကြားတိတ်ဆိတ်နေသည်တန်ချောင်းကတားကိုစကြည့်သည်ဒါကတမဏိတား အချိန်စကောင်းတယ်တို့တိတ်ဆိတ်လျက်ရှိစဉ်ရည်တန်ကြီးတစ်ခုကြားလိုက်ရသဖြင့်နှစ်ယောက်စလုံးစက်ခနဲ့တုံငါသွားကြသည်ရည်တန်ကြီးက၆ကပ်အကွဲနေသောကြောက်ဖွဲရည်တန်ကြီးဖြစ်သည်တရောလုံးကိုပဲ့တင်ထပ်သွားသည်ပဲ့တင်တယ်နီတော်တော်နဲ့မပြတ်လူလင်းငါရောက်တော့တယောက်ပြီးတယောက်ဆက်၍ရည်နေသလိုအတန်ဆက်နေသည်သူတို့နှစ်ယောက်သည် ရည်လံပဲကလာဒီကိုမခန့်မှန်းသက်ကြောက်ကဘာနောက်ကလောခြုံထဲကလောတစ်ပင်နောက်ကွယ်ကလောတရေတရေဟာ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 တရေကွာတရေကွာအတန်ငါထွက်ပေါ်လာသည်ဟိုမဟိုမတန်လာရတို့တန်ချောင်းကပြသည်ဒီတော့မှကုဏ္ဏနာကြည်သည်ကြောက်ကဘာအကွယ်ကလည်းမဟုတ်တစ်ပင်ကွယ်ကလည်းမဟုတ်ခြုံထဲကလည်းမဟုတ်သူတို့နေမျက်နှာချင်းဆိုင်ဝါတရရောက်ရှိသည့်ဂွေးမင်ကြီးပေါ်တွင် ။တရဝါတစ်ခုကိုမြင်ရသည်။တရဝါသည်ကိုယ်ပင်ကြွားကြတွင်စောင်းကြောင်ကြီးထိုင်ရရှိသည်။ထို့ကြောင့်ကုဏ္ဏနာသည်သူမျက်လုံးများကိုသူမယုံနိုင်အောင်ဖြစ်မိသည်။ထို့တရဝါဤဇဝင်များသည်ကုတ်ပေါ်တွင်ဝဲကြနေသည်။ကောင်းပေါ်တွင်ပွင့်နီနီရဲရဲတွေဖြူဖြူတွေကိုအပြည့်ပန်ထားသည်ဒုပန်းများမှာစီမီတော့ပွင့်များဖြစ်သည်ပန်းပွင့်ဖြူဖြူများမှာစက်တပူပန်းများဖြစ်သည် အိုးအစာတွေက စုပ်ပြတ်နေသည်ထိုတရဝါဤမျက်သားမှာဖြူဖွေးခြင်းမရှိဝါးထိန်နေသည်ဝါးထိန်လျက်ရှိသောမျက်သားများထဲမှညလုံးကြီးများကို ပြုကာသူ့ကိုလက်ညှိုးထိုး၍ဩနေသည်တရေတရေထိုတရဝါဤလက်ထဲတွင်ရှိသည့်ပစ္စည်းများဖြင့်သူတို့ကိုလမ်းပြပြသည်ဂွေသီးသုံးလေးလုံးဤသူတို့နားတို့တဖုတ်ဖုတ်ကြလာသည် တန်ချောင်းကအန်ကုန်ကြိတ်ကဓာအဖြင့်လှမ်းပြန်ပြင်လိုက်သည်ဟေးတန်ချောင်းတန်ချောင်းကုဏနာကတန်ချောင်းလက်ကိုလှမ်းဆွဲသည်ဟေးရဲမြင့်ရဲမြင့်ငါလေးစိုးထွန်းလေးစိုးထွန်းဟေးရဲမြင့်ကုဏနာကတစ်ဆက်ထဲအော်သည်ဒီတော့မှတန်ချောင်းကဓာအဖြင့်လှမ်းပြန်ချိန်ထားသည့်လက်ကိုရုပ်ကထိုးတရဝါကိုမျက်ခြေမပြတ်အကဲခတ်နေသည်ဟေးရဲမြင့်စိုးထွန်းလေးစိုးထွန်း သူတရွာသည်ဘာမျှမပြောဘဲသူတို့နှစ်ယောက်ကိုကြောင်ကြောင်ကြီးကြည့်နေသည်အတန်ကြာမှသေးကွေးကြုံနေတော့လက်မောင်းကိုဆန့်ကလက်ညိုတန်းတန်းကြီးဖြင့်ထိုးပြီးအော်ပြန်သည်တရေတရေသူတရွာကတည်ပင်ကွာကြာမှအထက်သို့တက်ရန်ပြင်လိုက်သည် ဟေ့ရမင်းတရေမဟုတ်ပါဘူးကွာတို့ပါစိုးထုံးနေစိုးထုံးကုဏနာကအော်ပြန်သည်ဒီတော့မှရင်းမြင့်သည်တည်ပင်ထိတ်သို့တက်ရန်ပြင်းနေရမှာ သူတို့ကိုငုံကြည့်ပြီးတန့်နေသည်မင်းတယောက်ထဲလာ စင်ငယ်ပါ တို့ပါရဲမြင့်ထံတွင် နောက်ထပ်လက်နက်ရှိဟန်မတူတော့ရဲမြင့်ဒီပေါင်းကြီးအိတ်ထဲမှဂွေသီးများကိုသူတို့စီတို့ပစ်ချပေးသည်တို့ရတွင်မစင်းလာသေးသူတို့ကို မျက်လုံးပြူမျက်လုံးကြီးပြူ၍ကြည့်နေသည်ရဲမြင့်ဤစပင်နှင့်ခေါင်းတွင်ပန်းများပြုတ်သိပ်ပန်းထားပုံမှာ အမေရိကန်မဂ္ဂဇင်းများတွင် တွေ့ရတတ်သောတကယ့် hippie ပုံစံမျိုးဖြစ်နေသည်ရဲမြင့်ကိုမြင်တော့မှရဲမြင့်တယောက်တစ်ပင်ကိုဓာတ်နဲ့ပေါက်ကစားတတ်သည်ကိုကုဏ္ဏတာအမှန်ရသည်စုထွန်းစုထွန်းဘယ်ကစုထွန်းလဲရဲမြင့်ကသူ့ကိုမမီဟန်မတူရန်ကုန်ကစုထွန်းလေမင်းနဲ့အတူလာတာလေဒီတော့မှရဲမြင့်သည်တတိယသွားဟန်ဖြင့်အဟီဟုတစ်ချက်ရေးလိုက်သည် ဒါကြောင့်ကမူရဲမြင့်ကိုသာအကဲခတ်နေသည်ရဲမြင့်လက်တွင်လက်နက်ရှိနေသေးလျင်သူတို့ခံရမည်နိုင်မီနိုင်မီတို့မြန်မာနိုင်ပြီရဲမြင့်သည်မာရီကာဘော်လုံးအောင်ပွဲသချင်းကိုကောက်ဆူလိုက်သည်အခုကောင်ယူသွားပြီတဲ့နဲ့ဒါကြောင့်ကကုနန္ဒာကိုကြည့်၍ပြောသည်ကုနန္ဒာသည်ရဲလာကဂွေးပင်ချင်းရင်းကနေပြီးရဲမြင့်ကိုခေါ်သည်အတော်ကြာ ခေါ်တော့မှရင်းမြင့်ဆင်းလာပြီးသူတို့နှစ်ယောက်ကို ပြူးကြောင်ကြောင်ကြည့်နေသည်ထို့နောက်ဘာမပြောညာမပြောတန်ချောင်းလက်ကဓာတ်ကိုလိုက်လူသည်ဓာတ်ကဂျပန်တရှိဖြစ်သည်ရင်းမြင့်သည်ဒီဂျပန်ဓာတ်ကိုဘဲကားရလာသည်မသိတန်ချောင်းကတရီထားသူဖြစ်၍နောက်သို့ဆုတ်လိုက်ပြီးပေးပေးငါဓာတ်ပြန်ပေးငါမှဒီဓာတ်တချောင်းမရှိတော့လေငါဓာတ်ပြန်ပေးတန်ချောင်းထင်းဤတိုင်းရင်းမြင့်ယူသည်မှာတက်တွက်လေနေပြီး ဆက်လီကပ်ပြီးပြင်ပြန်းနဲ့မျောတုံးတွေးလန့်သွားခြင်းလည်းဖြစ်နိုင်သည်လူသူကင်းမဲ့တော့ကျုံမော်ရင်အငတ်ငတ်အပြက်ပြက်ဖြစ်တယောက်တည်းနေရတော့ကြောင်းချောက်ချသွားခြင်းလည်းဖြစ်နိုင်သည်နမဖူးဆွေးနေရမှာပြုံးစားကြီးပြတ်သွားတော့ကြောင်းလည်းဖြစ်နိုင်သည်ဒီအကြောင်းများအလုံးပေါင်းစုံသွား၍လည်းဖြစ်နိုင်သည် ယူမီဆိုးကလည်းယူလောက်သည်တိတ်ဆိတ်တော့ညချင်းတွင် ပင်လေလိုင်းတန်တွေတဝုံဝုံကြားနေရသည်ကပင်ခြောက်ချားเสียကောင်းနေပြီတို့ကြောင့်ရဲမြင့်တွတ်တွတ်လဲအောင် ယူနေသည်ကိုကုနာနာပါမြမအံ့ဩသူအံ့ဩသည်ကရဲမြင့်ယခုတိုင်မြည်သည့်ဤဖြင့်အသက်ရှင်နေသည်ဆိုသည့်အချက်ဖြစ်သည်သူတို့ကအုံရီတော့ရသည်အုံဆန်စားရသည်ခယုကနန်းလက်ဥလိုကိုစားရသည်ရဲမြင့်တွတ်ထူရာတွေကိုလည်းစားရဟန်မတူ သူနာတွင် တော့ကိုရိုင်းပင်မအပအချားစားပင်တောက်ပင်ဟူ၍မတွေ့လူတယောက်၏အသက်ကလေးတစ်ချောင်းကြီးတော်တော်တော့အံ့ဩကိုကောင်းသည်စားပွဲတောက်ပွဲအစုံလင်းစေးဝါအစုံလင်းကိုမိဝဲရသည့်တိုင်ဘာမျှမဟုတ်သည့်အကြောင်းသေးသေးကလေးကြောင့်သေခြင်းသေသွားတတ်သည် လုံလောက်သည့်အစာအာဟာရလည်းမရှိစေးဝါလည်းမိခိုးစမိဝဲစရာမရှိပဲရက်ပေါင်းများစွာငတ်ပြန်နေတော့လေ တေခြင်းမတေရသည်သူတော်သူဆန်းဒီမတေနိုင်လွန်သောအသက်ကလေးတစ်ချောင်းကကောင်းမှလွန်သောကြောင့်တေမင်းအယံအရှုံးပေးသည်လုံးသူမဟုတ်အညိုတကြီးညင်းစေလို၍ချက်ချင်းဝိညာဉ်မနှုတ်သေးပဲတည်ရည်ညံ့တတ်ထားသည်လုံးတန်ချောင်းကရှီဆုံးကရင်းမြင့်ကအလဲကိုနန္ဒာကနောက်ဆုံးကအစင်းလိုက်စင်းကြရင်းမြင့်ကိုလွတ်ထား၍မဖြစ် တစ်ချက်တစ်ချက်တော့တရိယဟန်တူသည်တင်ထွန်းအောင်မေးတတ်သည်တခါတခါတွင် သူ့ရေစာမျိုးတန်တာဤနာမည်ကိုဟောခေါ်တတ်သည်မူလအစီစဉ်ကလိတ်တောင်လို့ဆင်း၍လိတ်ဥပေါ်ပြီးမှပြန်ကြရန်ဖြစ်သည် သူရတွင်ရဲမြင့်ပါလာသဖြင့်ဒီအစီစဉ်ကို ဖြတ်လိုက်ရသည်ရဲမြင့်သည်ခီးချမ်းကိုလိုက်နိုင်မည်မဟုတ် အာနေနေပြီကံစားရတော့တန်ချောင်းကအုံးပင်တက်သည် လက်ထဲတွင်ဓာပါလာ၍လက်ထဲတွင်ဓာပါလာ၍ဦးသည်ကိုအခိုင်လိုက်ခုချလိုက်ယုံသာရှိသည်တလုံးချင်းအညာချွေနေစရာမလိုတော့တဖြင့်ချိန်နှင့်ကန်ချစရာမလိုတော့အချိန်အများကြီးအချိန်ကုန်တက်တာသွားသည်ရဲမြင့်သည်သူ့ဂျပန်ဓာကိုမြည်မြတာထားသည်မသိဦးကလျှာတွင်တစ်ချက်ထင်းနှင့်ပြတ်သည်အသွားမြည်နေသည် ရဲမြင့်သည်တလုံးပြီးတလုံးမှော့၍တောက်သည်။ဦးရင်အလုံးအစိတ်တထိုင်းလဲနှင့်ကုံအောင်တောက်ပြစ်သည်။ဖုံမြောင်းဝင်သလားဟုတန်ချောင်းကမျက်လုံးပြူးကြည့်နေသည်။ရဲမြင့်ကဦးရင်ထပ်တောင်းသည်။တန်ချောင်းကအဝါတိုက်ခြင်းသည်။ဒီအုံတော်အုံပင်တွေကအမျိုးကောင်းသည်။ပဏီအုံဖြစ်သည်။ထို့ကြောင့်ဦးရင်ကောင်းကောင်းရှိမိအုံတော်ဘက်သို့တမင်လှည့်ခေါ်လာခြင်းဖြစ်သည်။ ိုရရင်ကိုနန်ဒါကထမတော့စေခြင်းတော့တိတ်များနေပြီဟုထင်သည်နင်းနေတော့ရာကတဆင့်တူး၍တူး၍တောက်သွားစေခြင်းသည်ယခုလိုရုတ်တရက်အဝအပြဲတောက်လိုက်ရင်ဥပတ်ဖြစ်ကောင်းဖြစ်နိုင်သည်တောက်လို့ကောင်းရလားတန်ချောင်းကမေးသည်တန်ချောင်းသည်ရဲမြင့်ကို ကြည့်၍တနာလဲတနာသည်စိတ်လဲပြက်သည်တနာသည်မှာအစာငှက်ပြက်နေသည့်ဘဝရူဒုက္ခိတတူဖြစ်နေသောကြောင့်ဖြစ်သည် စိတ်ပြက်သည်ကစိတ်ကြောက်ကြရက်ဖြစ်နေခြင်းကြောင့်ဖြစ်သည်နနွင်းလိုဝါထိန်သောမြက်သားအဖြူတဲကမျက်လုံးပြူးပြူးချင်းနဲ့ပန်းနီတွေပန်ထားသောကြက်ခဲနေသည့်သဘင်ရှိရှိကြီးချောင်းလဲစိတ်ပြက်သည်။ဒါကြောင့်ကထက်မေးသည်ရင်းမြင့်ကဘာမျှမဖြစ်။အုံးရင်မရှိတော့သောအုံးသည်ကိုလွှမ်းပြစ်လိုက်ပြီးတန်ကြောင်းမဲ့လက်ကပိတ်ငါတာ။နေဦးလေကွာ အုံးသည်ခွဲမယ်။အုံးသည်စာမစားတော့ဘူးလား။ ကိုနန္ဒာကပြောသည်တန်ချောင်းကအုံသီးကိုခွဲပြီးကကော်စားရန်အုံကုန်ပတ်ကလေးတစ်ခုကိုပါပေးလိုက်သည်ရဲမြင့်သည်ခွဲပြီးသည်။အုံစံများကိုလည်းအကုန်စားပြစ်သည်ရဲမြင့်ကိုဓာပြန်ပေး၍မဖြစ်သေးဒီဓာပြန်ရန်ရှာနိုင်သည်တခြားသူကိုရန်မရှာနိုင်ရင် သူ့ကိုသူအန်ရင်ပေးနိုင်သည်ထို့ကြောင့်ဓာကိုတန်ချောင်းယူထားလိုက်သည်တန်ချောင်းအဖို့တော်များစွာအထုံးဝင်သည် ရဲမြင့်ကိုချော့မော့ကသူတို့နည်းနဲ့ကြောက်ကပါစီတို့ခေါ်လာခဲ့ကြသည်ကြောက်ကူဝါတို့ရောက်တော့ကျက်တူရေးကနှုတ်ဆက်သည်ရဲမြင့်သည်ကျက်တူရေးတံကြောင့်ရုတ်တရက်လန့်သွားသေးသည်ကျက်တူရေးကိုမြင်တော့မျက်မှောင်ကြီးကုတ်၍ညှိုးသူရံဘက်ပမာကြည့်နေသည်ကြောက်ကူရောက်တော့ကြံသည့်လက်ဥငင်းဆိုင်ကနန်းစာရီတို့ကိုရဲမြင့်အားကျွေသည်ရဲမြင့်သည်လက်ဥလက်ဥစေလုံးကန့်ကိုလည်းစားပစ်လိုက်သည် ထို့နောက်မောမောနှင့်ကြောက်ဖြာပေါ်တွင်အိပ်ပျော်သွားသည်ဟုတ်ကဲ့ပါခင်ဗျာဒါတော့ငွေကြော်ရည်မိပင်လေးကို ဖြတ်မိစာအုပ်ဖတ်ရှုခြင်းအပိုင်း14ဒီမှာပဲပြီးဆုံးပါပြီအဆုံးထိနားထောင်ပြီးတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ကျွန်တော်ကတော့စာဖတ်သူကိုဧည့်သည်ပါ